မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရန်တွင်ချာအတွက်တဲ့ကအခန်းဆုံးစာမျက်နှာ၄၀ခုမှရှိတယ်၃တသမ၂တသမ၅ကအဆုံးရှိတသမဂိမ်းများနှင့်ပြန်ထက်တသမဂိမ်းများဖြစ်ပါတယ်အပိုင်းလေးတစ်ခုတွင်ဘိုင်းဝေကိုဘိုင်းချေဖြည့်စား၍တသမဂိမ်းတစ်ခုအဖြစ်ပြောင်းလဲဖော်ပြနိုင်သည်ဒါတိပိတာအပိုင်းလေးတစ်ခုရှိမည် အဲ့ဒီအပိုင်းကိန်းမှာရှိတဲ့ဘိုင်းတွေကိုဘိုင်းချင်နဲ့စာချင်းအဖြစ်ဆရာမတို့ဒသမကိန်းနေအဖြစ်အဖြေထုတ်နိုင်တယ်ပြောင်းလဲနိုင်တယ်ကိန်းတစ်ခုအားအခြားကိန်းတစ်ခုဖြစ်စားရခြင်းပြက်အောင်စားနိုင်သောကိန်းများရှိတဲ့ကဲ့သို့ပြက်အောင်စား၍မရသောကိန်းများလည်းရှိသည်တဲ့အဲ့တော့ဆရာမတို့ကအဲ့လိုစားတဲ့အချိန်မှာပြက်အောင်စားလို့ရတာရှိတယ် ပြက်အောင်စားလို့ရတဲ့ဂိမ်းတွေရှိတယ်လို့ပြက်အောင်စားရင်းမရတော့ဂိမ်းတွေလည်းရှိတယ်တဲ့ဟုတ်ပြီနောက်ရတော့ဥပမာတစ်ခုကြည့်အောင်၈ပိုင်း၅ပိုင်းဆရာမတို့၅ဟုတ်ဒီရှင်းနေစားမယ်အဲ့တော့ဆရာမတို့ဒီမှာစားကြည့်အောင်၅ဟုတ်ဒီရှင်းနေစားသူက၈ပိုင်း၅ပိုင်းပေးထားတယ်ပိုင်းဝေးကိုဒီပြီးမှပိုင်းချိန်နဲ့စားမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဆရာမတို့၈က၃ည၄ပဲဝင်မယ်၈၃ည၄၃ည၅တသမထို၃ည၆ နေချံ၃ည၈နလီ၁၆၄ည၈ငါလီ၄၀အဲ့တော့၃ညဒါဆီမတို့ပြတ်တယ်ဟုတ်ပြီနော်အဲ့တော့အဖြေကတော့၃ညတသမ၆နဲ့၅ဆိုပြီးတော့ရပါတယ် အဲ့တော့ဒီမှာစပြထားတာမရှိလို့ဆင်မအကျန်းထဲမှာစပြလိုက်တာပါအဲ့တော့ဒီကလေးတို့အနေနဲ့ပေါ့နော်ဒီ၃ညဒီ၃ညဆွဲတာတွေကိုမသိဘူးဆိုလို့ရှိရင်တော့တသမ၃ည၃ည၃ညကိုလိုနိုင်တယ်လို့၃ညတွေကိုဖြည့်ထားပြီးတော့မှတသမအပေါ်ပို့ပြီးတော့မှ၃ညဆွဲတယ်နည်းနဲ့ အဲဒီလိုမျိုးလေးစားပေးလိုက်လို့ရတယ်ဒါဆိုရင်ဆံမတို့ကဒီ၈ပိုင်း၅ပိုင်းကိုတသမကင်ရဖြစ်ပြောင်းလိုက်တော့300တသမ6.5ဆိုပြီးတော့ရပါမယ်အဲ့တော့ဒီမှာ၈ပိုင်း၅ပိုင်းညီမြချင်း300တသမ6.5ကိုဖော်ပြနိုင်သည်ဒါကအပိုင်းကင်ကိုတသမကင်ရဖြစ်ဖော်ပြခြင်းဖြစ်တယ်ပိုင်းဝေ၅ကိုပိုင်းရှိဖြစ်ရှင်ဖြင့်စားရရအကျဉ်းတုံညာရသည့်အထိပြက်အောင်စားနိုင်ကြောင်းတွေ့ရတယ်ဒါကြောင့်မလို့စားလက် ၃ညတသက်မှာ၆နဲ့၅အဆုံးရှိတသက်မှာဂိမ်းလို့ခေါ်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာငါအလီဝင်ပြီးလို့ရှင်ဆက်ပြီးဝင်လို့မရတော့အချင်း၃ညဖြစ်သွားတယ်။ပြစ်အောင်စားနိုင်တဲ့အတွက်ကြောင့်မလို့သူဒီအဆုံးရှိတသက်မှာဂိမ်းဖြစ်တယ်။အဆုံးရှိတသက်မှာဂိမ်းအဆုံးရှိတသက်မှာဂိမ်းရပြီနော်။ဥပမာအနေနဲ့မှာ သုံးပိုင်းနှစ်ပိုင်းကိုဒသမကင်ရဲ့ဖြစ်ဖို့ပြမည်ဆိုပါစို့အဲ့တော့ကျွန်တော်တို့ပိုင်းဝေကိုဒီပိုင်းချီနဲ့ရှားမယ်နှစ်ကိုဒီသုံးနဲ့စားတော့ဒသမသုံးညတွေကတော့ရေးထားလိုက်မယ်အဲ့တော့သုံးသုံးညလေးသုံးညနှစ်ဒသမပေါ်ပို့မယ်ဆွဲသုံးညဆွဲ36468နှစ်ကျန်36468 36468ဆိုတော့ဒီဟာဘယ်တော့မှပြတ်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့နှစ်ကတော့ကျန်နေမယ်သုံးညဆွဲ36468ဆိုတော့ အချက်ပါဥပမာအတွင်နှစ်ကိုသုံးဖြက်စားရ၌ပြက်အောင်စား၍မရဘဲထက်တလဲလဲအကျွင်းနှစ်ကိုရရှိနေကြောင်းနှင့်စားလက်တွင်လဲ6ကနန်းများထက်တလဲလဲရရှိနေကြောင်းတွေ့ရသည်အဲ့လိုပဲဆမရ6လေးကြီးပဲဝင်လို့ရနိုင်မယ်အချင်းရလည်းလက်ချီတဲ့ရနိုင်မယ်ထိုကဲ့သို့သောအခြေအနေမျိုးအောက်ပါအတိုင်းပေါ်ပြနိုင်ပါပြီတဲ့အဲ့တော့ဒီ3မိုင်း2ပိုင်းပေါ့နော်3မိုင်း2ပိုင်းကိုလောတမကိန်းနဲ့ပေါ်ပြမယ်ဆိုရင် ၃ညတက်မှာ666666နဲ့ဒီလိုမျိုးဆက်ပြီးတော့လာမယ်ဒါမှမဟုတ်၃ပိုင်း၂ပိုင်းကို၃ညတက်မှာ bar 6ပေါ့နော် 0. bar 6ဆိုပြီးတော့မှဖတ်ပါမယ် 0. bar 6ဒါလေးကို bar လို့ဖတ်မယ်နော် 0. bar 6အဲ့တော့ဆိုလိုတာကတော့ဒီ bar 6လို့ရေးလိုက်တာဒီ6 6 6တွေအများကြီးဒီမှာအာဒီထက်နေတယ်ဆိုတာကိုပြောပြတယ်ဟုတ်ပြီနော်အဲ့တော့0.66666ကိုဘယ်လိုရေးမလဲဆိုတော့ 0.6လို့ရေးပါမယ်အချက်ပါဖော်ပြချက်တွင်အဲ့မှာသူက dot train နဲ့ပြထားတယ်ဒါလေးဒီအဆုံးမရှိဖြစ်ပေါ်နေခြင်းကိုဆိုလိုတယ်ဒီမှာအဆုံးမရှိဘူး6တိ6တိ6တိလာမယ်အဲ့တော့6ရဲ့အပေါ်မှာဒီလိုမျိုးလေး bar လေးထည့်လိုက်တာကထက်တလဲလဲဖြစ်ပေါ်နေခြင်းကိုဆိုလိုပါဒီတဲ့အဲ့တော့ 0.bar 6ထက်တလဲလဲဖြစ်ပေါ်နေခြင်းကိုဆိုလိုတယ်တဲ့ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုဥပမာသုံးလို့သွားမယ်22ပိုင်း15ပိုင်း15ကိုဒီ22နဲ့စားမယ် အဲ့တော့15ကိုအလီဝင်လို့မရတော့22 3ညလေး3ညကျန်တာ15တမအပေါ်ပို့3ညဆွဲ26လေး132အဲ့တော့ဒါအလီဝင်ရင်လည်းကျွန်တော်တို့ဒါဝင်တာမပြောတော့အောင်နော်အဲ့တော့ဒီမှာ78ကျန်မယ်နောက်ဆုံးအကျွင်းဆက်ပြီးမဝင်ဘူးအဲ့တော့ဒီမှာကြည့်မယ်အဖြေရကြတော့3ညတက်မှာ6 8 8 8ဒါဆက်လေးလာမှာ8 8 8 8ပဲလာမယ်ဟုတ်ပြီလား ပုံရတဲ့တမ68188188ဒီတိုင်းသွားမယ်ဒီမှာထက်နေတာဘာလဲဆိုရင်18ဆိုတဲ့ကင်ရထက်တယ်ခုနအပေါ်မှာတော့6ပဲထက်တယ်ဟုတ်ပြီနော်ဒီ0.681818181နဲ့သွားမယ်ဒါဆိုရင်ဒါကိုဆမ်မရောဘယ်လိုရေးမလဲအဲ့တော့ဒီမှာကြည့်မယ်အချက်ပါဥပမာတွင်15 20နှစ်နဲ့စားရနိုင်ပြည့်အောင်စားရမရပဲအကျဉ်း16နဲ့4တို့တလှည့်စီထက်ကထက်က ရရှိနေကြောင်းဆလတ်တွင်87ဟူသောခနန်းတွဲများထပ်တလဲလဲရရှိနေကြောင်းတွေ့ရသည်တဲ့အဲ့တော့အချင်းမှာလည်းပဲရွှေ့ရှက်တစ်ခါကျင်းမယ်ပြီးတော့မှ၄ကျင်းမယ်၈၈ကျင်းမယ်၄ကျင်းမယ်ဒီလိုပဲထက်ခါထက်ခါဖြစ်နေတာ အဲ့ဒါအပြင်ဆက်လက်မှာလည်းပဲ၈၁၈၁၈ဆိုမှခနန်းတွဲကထက်တလဲလဲရရှိနေကြောင်းတွေ့ရသည်တဲ့ထို့ကဲ့သို့သောအခြေအနေမျိုးအောက်ပါအတိုင်းဖော်ပြမယ်အဲ့တော့၂၂ပိုင်း၅ပိုင်းဆိုရာဒီ0.681181181ဆက်ဒါဆိုရင်ဆရာမတို့ကတို့ဘယ်လိုရေးမလဲဆိုတော့0.6ထက်နေတာက81ပဲထက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ bar 81ဆိုပဲရေးမယ်ရပြီနော်0.6 bar 81 ရပြီလားအဲ့တော့0.681 8181 0.6 81ဆိုလို့ရေးမယ်နောက်တစ်ခုကဥပမာနှစ်နဲ့သုံးတော့မှအဖြစ်များကဲတော့အစုံးမရှိပဲထက်တယ်လည်းဖြစ်ပေါ်နေတော့ဂိမ်းမျိုးပြန်ထက်တက်မှဂိမ်းများကိုခေါ်တယ်ဒါတွေဒီပြန်ထက်တက်မှခင်ပြန်ထက်တက်မှခင်အစုံးမရှိပဲထက်တယ်လည်းဖြစ်ပေါ်နေလို့အဲ့ဒီဂိမ်းတွေကိုပြန်ထက်တက်မှဂိမ်းလို့ခေါ်တယ် ပြန်ချက်တမကိန်းကိုဖော်ပြရတွင်အစုံမရှိထက်တည်းလဲဆက်လက်ဖြစ်ပေါ်နေသောကဏ္ဍဤအပေါ်တွင်ဒီလိုမျိုးလေးဘာဆွေမခေါ်မယ်တို့နော်ဘာဆွေမဖတ်မယ်အစုံလည်းမရှိဘူးပြန်လည်းမထက်တဲ့တမကိန်းမျိုးလည်းရှိပါတယ်အစုံလည်းမရှိဘူးပြန်လည်းမထက်တော့တမကိန်းပိုင်းပိုင်းတဲ့မို့ဒီ3.14159265383အရောဒါဟုတ်ရောဆင်မတို့နောက်မှာပြန်ပြီးတော့ရှင်းပြမှာဖြစ်တယ်ဒီအတန်းကြီးလိုင်းသိသွားမယ်ပေါ့နော်ပိုင်းဆိုတာဘာလဲဆိုပြီးတော့မှာ အခုကတော့ကလေးတို့အနေနဲ့ပြန်ထက်တသမခင်ရဲ့ပြန်ထက်တသမခင်တွေကိုဘားရနဲ့ဘလို့ကြီးသလဲဆိုတော့သင်ရပြီဒီပိုင်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့အတန်းကြီးလာလို့ရှိရင်သူကလည်းသူတည်သွားမှာဖြစ်တယ်။ဒါတော့သူကဥပမာအနေနဲ့အဆုံးလည်းမရှိဘူးပြန်လည်းမထက်ဘူးတသမခင်အဆုံးလည်းမရှိဘူးသူကဆက်ပြီးတော့သွားမှာပြန်လည်းတစ်လုံးမှလည်းပြန်မထက်ဘူးအဲ့လိုမျိုးပြောချင်တာဟုတ်ပြီနော်။အဲ့တော့ပုံစံတွေ့တဲ့ကိုကြည့်အောင်ကကြီးက၃ရက်တက်မှ၅ ပြောမှာ6ရဲ့ပေါ်မှာဘာလေးရှိမယ်0.5 bar 6အတန်ဘိုးကိုအရာရောက်ကနေ3လုံးအထိအမှန်ယူပါဆိုတော့ဆရာမတို့သူ့ကိုကြည့်ကြည့်မယ်ကာကြီးက0.5 bar 6ဟုတ်ပြီဒါဆိုလို့ရှိရင်0.5သူက6ကိုထပ်တယ်လို့ပြောထားလို့66666ဆိုပြီးဆရာမတို့ရေးလိုက်မယ်သူ့ကိုဖြန့်လိုက်မယ်အကျေဖြန့်လိုက်မယ်ပြီးတော့မှအရာရောက်ကနေ3လုံးလို့ပြောလို့ဆရာမတို့ရေးကြည့်မယ်အရာရောက်ကနေ1 2 3 ဒီချိဆိုတော့ဒီချိယူမယ်ဆိုရင်နောက်ကဂိမ်းကိုကြည့်တယ်။နောက်ကဂိမ်းဒီ၅ထက်ကြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိုသစ်တိုးမယ်။ဒါကြောင့်မလို့အရာရောက်ကနေ၃လုံးအထိအမှန်တန်ဖိုးဒီ၃ည၃၅၆9ဒါပဲနော်၃ည၃၅9ဖြစ်မယ်။နောက်တစ်ခုကခဝေးဒီ7.83 ee တန်ဖိုးကိုအနည်းဆုံးထောင်စိတ်ပိုင်းအထိအမှန်ယူပါ။7.83အဲ့တော့သူ့ရဲ့သူ့ကိုဆက်ပါတော့အရင်ဦးဆုံး83ပေါ်မှာဘာရှိတဲ့အတွက်ကြောင့်သူက ဒီ83ကထက်တယ်လို့ပြောတာအဲ့ဒါကြောင့်မလို့7.838383ဆိုမှရေးမယ်အနည်းဆုံးထောင်စိတ်ပိုင်းဆိုတော့ဆမရေးကြည့်လိုက်မယ်ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းနေရာဒသမနေရာ3နေရာအထိလို့ချင်တာအဲ့ဒါဆိုရင်သူရဲ့နောက်ကဂိမ်းကိုကြည့်မယ်3 3ဆိုတော့5ချက်ငယ်တယ်ဒါကြောင့်မလို့ရှေ့ကိုတက်တူလို့မရအောင်အဲ့ဒါကြောင့်အနည်းဆုံးထောင်စိတ်ပိုင်းအထိအမှန်တန်မှုဒီ7.838ဆိုမှရ7.838 ပုံစံတွဲနှစ်ကိုကြည့်မယ်။နှစ်ပိုင်း၅ပိုင်း၃ညရတမခွန်ချစ်လေးဒါကကြတော့၃ညရတမခွန်ချစ်လေးဒီမှာဘာနဲ့7 point bar 714 7.7 bar 14လို့ကြီးစင်ငယ်လိုက်စီပါတယ်။အဲ့တော့ပထမဆုံးဆရာမတို့ကအကောင်လုံးကိုတတမအနေနဲ့ဖြန့်လိုက်တော့မယ်။ဒီရာကိုဒီ9ကိုကြည့်ခွနဲ့စားမယ်။အပြင်မှာစားကြည့်မယ်နော်။ဒါရှင်မမစားပြတော့ဒီလွယ်လွယ်လေးမို့လို့9ကိုခွနဲ့စားလဲဆိုရရဖြစ်ပြီးဒီမှာ तू ကအကုန်ထက်တယ်။ ။ဒါပြောချင်တာကခွန်တက်လေးနဲ့ရှင်ကခွန်တက်လေးနဲ့ရှင်ကခွန်တက်လေးနဲ့ရှင်ကအဲ့လိုလာတာ။အဲ့ဒါကြောင့်မလို့0.714285ဆိုတော့သူ့ကိုဖြန့်လိုက်တော့0.714285 714285နောက်ခါလဲ714285 714285အဲ့လိုလာမယ်နော်နောက်တစ်ခုက သူရဲ့0.714ဆိုတာဒီသူ့အကျယ်ဖြန်းလိုက်တော့0.714000လာမယ်ကျွန်တော်တို့ဒါလိုရမယ်ရထည့်ထားဒါနိုင်ရှင်ဖို့လို့အတွက်ဟုတ်ပါနော်ဒါကကြတော့0.714 bar 714 bar 714ဆိုတာကတော့714ထက်တယ်0.714714714714714ဆီမှာလာမယ်။နောက်တစ်ခုက0.7 bar 14 bar 14ဆိုတော့တက်လေးထပ်မယ်။0.714141414141414အဲ့လိုလာမယ်နော်။ ဲ့တော့ဆိုတော့သူ့အနိုင်ရှင်မယ်ပထမဆုံး7နဲ့တူတယ်တူလို့ရှင်နောက်တစ်ဆင့်သွားမယ်ဆယ်လေးစိတ်မှာတူပြီးရာလေးစိတ်ကိုသွားမယ်တစ်တစ်တစ်လေးလေးလေးဆိုတော့ဒီမှာတူတော့2 3 9တစ်အဲ့ဒီမှာဆရာမတို့အကြီးဆုံးက9ဒါဆိုရင်ဒီ gain ဟာအကြီးဆုံးဖြစ်မယ်ပေါ့ဟိလို့ရှိရင်လာမှာက1ပြီးရင်1ရဲ့3ညာအဲ့တော့ဒါကအကြီးဆုံးအကြီးဆုံးဒီပါလဲဆိုတော့0.714တို့ရေးလိုက်ပြီ နောက်တစ်ခုကသူ့ချက်နောက်မှာဘာလာမလဲဆိုတော့0.714285ဒါဒီပါလဲဆိုတော့7 uh 5/7ဒါကြောင့်မလို့5/7ကိုရေးမယ်နောက်တစ်ခုကဒါပြီးလို့ရှိရင်ဘာလာလဲဆိုတော့1လာမယ်1 0.7/14အဲကြောင့်သူ့ကိုရေးမယ်0.7/14နောက်တစ်ခုဒီ0.714အငယ်ဆုံးသူစားကြီးစင်နေလိုက်ပြောထားလို့ကျွန်တော်ကြည့်ရတယ်ငယ်ရာကိုတစ်ဖြည်းဖြည်းရေးလိုက်မယ်ဟုတ်ပြီနော်ဒါအရင်ဆုံးအကျယ်ဖြတ်မယ်နိုင်ရှင်မယ်ရေးမယ် ောက်ပြီးတော့ဆမ်မာရိုလေးချိန်ခံ၃တသက်မှ၁၀ကိုသွားပါနော်နံပါတ်၁ကအောက်ပါပြန်ထည့်တဲ့တမကိန်းများကိုရှင်တွဲဖော်ပြသည့်အမှန်တန်မိုးများအခြေယူပါရှင်တွဲဖော်ပြထားတဲ့အမှန်တန်မိုးတွေအခြေယူပြရမယ်အဲ့တော့အနည်းဆုံးထောင်စိတ်ပိုင်းအခြေယူပြမယ်အဲ့တော့ပထမဆုံးဆံမတော့မေးခွန်းကူလိုက်မယ်နော် 3.bar 504ဆီမှာပြထားတယ်ဟုတ်ပြီဒါဆိုရင်သူ့ကိုဆံမတော့ပထမဆင့်အနေနဲ့ဖြန့်လိုက်မယ် 3 point ထက်တာက504ဆို504 504နောက်ထပ်ရင်းလည်းရတယ်မရေးတော့ရင်လည်းရပါတယ်နော်နောက်ခေါက်လိုက်ရင်းကိုရနေပါပြီသူစမတို့လိုချင်တာထောင်စိတ်ပိုင်းအထိဆိုတော့ပြီးတော့ dot 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 လေးတွေရေးလိုက်မယ်လိုချင်တာထောင်စိတ်ပိုင်းဆိုတော့10စိတ်ပိုင်း10စိတ်ပိုင်းထောင်စိတ်ပိုင်းဒီကြည့်လိုချင်တယ်နော်ဒါဆိုရင်ဒီနောက်ကဂိမ်းကိုကြည့်မယ်5 5 5 equal 5ပေါ့ဒီလိုလေးရေးလိုက်ဒါမရေးချင်လည်းရပါတယ်ဟုတ်ပြီလား ။ဒါမရေးမနဲ့တခါတဲ့အဖြစ်တန်းရင်လည်းရတယ်။ဒါမဆမ်မတော့အဆင်မကြော်တော့။ငားကငားနဲ့ညှိတယ်ဆိုလို့ရှိရင်ရှေ့ကိုတက်တိုးလို့ရတယ်။ဒါကြောင့်မလို့ဆမ်မတော့ရဲ့ရတဲ့အဖြစ်ဒီ3.505ဒါပါလဲဆိုတော့အနည်းဆုံးထောင်စိတ်ပိုင်းအထိအမှန်တန်ဖို့အနည်းဆုံးထောင်စိတ်ပိုင်းအထိအမှန်တန်ဖို့ရပြီနော်။နောက်တစ်ခုကခါခွေ3.50 bar 4ဆိုတော့ဒသမ3နေရာအထိယူမယ်သူကိုဆမ်မတော့ပထမဆက်အနေနဲ့မေးခွန်းကူးမယ်။ အဲ့တော့နီးရတော့နည်းနည်းလေးလွဲကောင်းလွဲနိုင်မယ်နော်ဒီကတော့နားလဲပို့ပါပဲသူက for ပဲထက်တာဖြစ်လို့ for ကိုပဲဆင်မလို့၃လေးခေါက်ရေးပြီးတော့မှ dot 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 ဆက်သွားလိုက်မယ်ဟုတ်ပြီနော်သူက for ပဲထက်တာနော်0.50 bar 4အဲ့တော့တတမ300အထိတတမ300အထိဆိုတော့ဒီမှာကြည့်မယ်တနေရ200 300ဒီနေရာအထိဆင်မလို့လိုချင်တာအဲ့ဆိုနောက်က၄သည်၅ချက်ငယ်တယ်ငယ်တော့ခါကြတော့ဆင်မလို့ရှိကိုတက်တိုးလို့မရအောင်ဆိုတော့သူ့ရဲ့အဖြေသည်3.504ပဲရမယ် ဆိုတော့ဒါကဘာလဲဆိုရင်ကျမတို့တသက်မှာ3နေရအထိအမှန်တန်ဖို့တသက်မှာ3နေရအထိအမှန်တန်ဖို့နားပြီနော်နောက်တစ်ခုကဂါငယ်3.50 bar sorry 3.5 bar 04အရာရောက်ကနေငါးလုံးအထိရှာပေးမယ်ဆက်မလို့သူ့ကိုမေးခွန်းရင်ကူမယ်5 bar 04 ဆိုတော့3.504 34ထပ်တာနော်0404ဆိုရပြီသူကအရာရောက်ကဏ္ဍငါးလုံးဆိုတော့ဒသမတိကိန်းပြည့်ဖြစ်နေတယ်ဟုတ်ပြီနော်ဒသမတိကိန်းကဏ္ဍဖြစ်နေတယ်ဆိုရင်သူကဒါအရာရောက်ကဏ္ဍဒါတွေလည်းအရာရောက်ကဏ္ဍနေပဲ1 2 3 4 5ဒီထိအရာရောက်ကဏ္ဍငါးလုံးအထိဆိုတော့ဆမ်မတို့က0အထိပါမယ် ဒါဆိုရင်ဒီနောက်ကကင်းကိုချိမယ်သူဒီငါးချက်ကိုငဲတယ်ငါအောက်ငဲနေတယ်ဒါဆိုတော့ချိကိုတက်တိုးလို့မရအောင်ဆိုဆမရရတဲ့ဖြည်သည်3.5040ဒါအရာရောက်ခနဲ့ငါးလုံးအထိအရာရောက်ခနဲ့ငါးလုံးအထိယူထားတယ်အမှန်တန်ဖို့ဟုတ်ပြီနော် အဘယ်အဘရောငယ်စဉ်ကြီးလိုက်စီပါတဲ့ဒါဆိုဆာဗာခုနကအာဒီစာအုပ်ထဲကပုံစံတွက်နှစ်အတိုင်းပဲစာမျက်နှာ49မှာရှိတယ်ပုံစံတွက်နှစ်အတိုင်းတွက်ပေးရမှာဖြစ်တယ်။ဘာပဲလဲအားကြောင့်မို့သူ့ကိုဆာမတို့အကျဲ့ရေးလိုက်မယ်0.29ဆိုတာဒီ0.29000 တင်းနဲ့3 4 5 6 9ခုနှစ်ဒီနောက်တော့ယူချလိုက်မယ်ဟုတ်ပြီနော်လိုရမယ်ရဆမ်မရနိုင်ရှင်တဲ့အချိန်မှာအဆင်ပြေအောင်လို့ဒါဒီ0.029ပေးထားတယ်ဟုတ်ပြီနော်အဲ့တော့0.029ကိုအကျယ်ရေးမယ်0.029အဲ့တော့တက်အောင်တော့ရေးပါနော်9ရှင်းရလွယ်အောင်လို့3ည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 ။ဒါသူတို့ရဲ့နောက်မှာ3ညနေရှိတယ်။နောက်တစ်ခုက0.2 bar 9. Now, we da code that is 0 0.2. Go, 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 go. Now, we now to put 0 0.29. bar 29. That's a 0 0.29. 29292992ອາລະສັບປີ້ລະຊິໄດ້ເມສັບປີ້ຊິໄດ້ມາຜິດແຕ່ໂຕຈອງດອດລີດີຊິໄປເມແນ່ບິນາ ဲ့တော့ကျွန်တော်နိုင်ရှင်ကြည့်လိုက်မယ်သူတို့နိုင်ရှင်ကြည့်မယ်အဲ့တော့ဒီမှဒီငယ်စဉ်ကြီးလိုက်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အငယ်ကနေအကြီးကိုစီပေးမယ်အဲ့တော့ပထမအောင်ဆုံးနိုင်ရှင်မယ်2 2 02ဆိုတော့ဒီမှာကျွန်တော်တို့အငယ်ကိုတခါတည်းတွေ့ပြီ။ဒါကအငယ်ဆုံး။ဟုတ်ပြီနော်။အဲ့ဒါပြီးတဲ့အခါကျတော့ဒီမှာကျန်တာတွေကတော့2ရယ်2ရယ်2ရယ်သူ့သွားပြီဆိုတော့နောက်တစ်ဆင့်တိုင်းရှင်မယ်။ 9 9 9ဒီအဆင့်မှာလည်းတူသွားပြီဒါတော့နိုင်ရှင်တော့သူကအငယ်ဆုံးဆိုတော့ဟုတ်ပြီနော်အဲ့ခါကျတော့9ဒီ9အဆင့်မှာဒီအဆင့်မှာလည်းပဲဒီ3ခုဒီ9 9 9ဆိုတော့တူတယ်ဒီမှာရောက်တော့မှာဒီမှာ2ဒီမှာ9ဒီမှာ3ညဒါဆိုရင်ဒီအငယ်ရဲ့ဒါကပထမအဆင့်မှာလာမယ်အငယ်ဆုံးပြီးတော့မှာဒီအဆင့်မှာနိုင်ရှင်တဲ့ခါမှာဒီဒီမှာက9 2 0ဆိုတော့2 nine zero mà khu à năm mươi năm là mấy, bây giờ mà đa gà đâu mà là nhà lì mà là mấy, nào bên đó, ở solution xem mà rồi tôi cũng thấy anh ấy chỉ à chỉ à, xin lại ba mấy nghe xin chỉ lại xin đó. rồi anh nghe giống đi zero point တူထဲနံပါတ်2မှာလာမှာက0.29၃မှာလာမဲ့ဂိမ်းဒီ0.29လေးမှာလာမဲ့ဂိမ်းဒီ0.2 bar 9ဆိုပြီးတော့မှဖြစ်တည်လို့ရေးလိုက်ရမယ်ဒါဥပမာတည်းရအတိုင်းဟုတ်ပြီနော်နောက်တော့ခါကွေ0.374အဲ့တော့တို့လည်းပဲခုနလိုမျိုး374ဆိုတော့အကျယ်ချဲလိုက်မယ် 0. ကလေးတို့နည်းနည်းလေးကြဲကြဲလေးရေးနော်နှိုင်းရှင်ရတာပို့လွှဲတာပေါ့နော် 00000000ဒါလိုရမယ်ရနေငါလုံးလောက်ထည့်ထားလိုက်မယ်အဲ့တော့ဒါကကြတော့၈ပိုင်း၃ပိုင်း၈ပိုင်း၃ပိုင်းကိုဆက်ပြီးတော့အရင်ဆုံးတသမအကျပြောင်းပြီးမှမှသူ့အကျချင်းမယ်ဟုတ်ပြီနော်အဲ့တော့ခဏထားမယ်0.3 bar 7ဒါတော့7ထက်ပါဆိုတော့0.3 7 7 7 7777အဲ့တော့ dot 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 နဲ့ရေးမယ်နောက်တစ်ခုက 0. bar 37 37ထပ်မှာဆိုတော့0.373737373737ဆက်လို့ဆက်သွားမယ်။ဟုတ်ပြီအဲ့တော့၈ပိုင်း၃ပိုင်းနေဆမ်မတို့က၃ကို၈နဲ့စားမယ်။ဟုတ်ပြီနော်ပထမအောင်ဆုံးတော့၈၃ညလေး၃ညပဲဝင်မယ်။အဲ့တော့၈၃လေး၂၀ဒသမထိုးဒါဒသမနေဖြည့်ထားလိုက်။ဒသမအပေါ်ကို၃ညဆွဲ။အဲ့၈၃လေး၂၄ ဆိုတော့၃နေဝင်ပြီ။အဲ့တော့6 6 3ညထက်ဆွဲ။အဲ့တော့8 9 56 4ချင်၃ညဆွဲ8 9 40 3ညဆိုတော့သူ့ရတန်မိုးဒီ0.375ဒါကြမလို့0.375ကိုဒီမှာဆမ်းပါတော့အကျေညီလိုက်မယ်အဲ့တော့ဒါကတော့ အကျန်းထဲမှာစားလို့လည်းရတယ်လို့ကလေးတို့ဆရာမကနေပြီးတော့ဒီတွက်တဲ့ထဲကိုထည့်ပေးပါလို့ပြောရင်တော့သူတို့ရဲ့ဒီဗေးနားလေးမှာထည့်ပေးရမယ်။ဟုတ်ပြီနော်ဒါတော့တကယ်တော့တွက်ဆရာတွက်ပြဆရာတော့မလို့အကျန်းထဲမှာတွက်ရင်ရှာပြီ။အဲ့တော့ဆရာမတို့သူ့ကိုရေးလိုက်0.375နောက်က000000လာမယ်။ဟုတ်ပြီနော်။အဲ့တော့နိုင်ရှင်ကြည့်အောင်တို့အားလုံးပထမဆင်ကတော့3တွေတူတယ်3တွေတူတယ်7တွေတူတယ် အဲ့တော့ဒီအဆင့်တွေမှာနိုင်ရှင်လို့မရသေးဘူးနောက်တစ်ဆင့်မှာ4 5 7 3အဲ့တော့3ကအငယ်ဆုံးငယ်ဆုံးဆိုတော့နှစ်မှတ်တက်မှာလာမယ်3ဒီမှာ3ကအငယ်ဆုံးဒီတစ်ဆင့်မှာဒီမှာ4က၄ပြီးတော့၄လာမယ်ပြီးတော့၅လာမယ်ဒါနံပါတ်၃မှာလာမယ်ပြီးတော့မှ7လာမယ်ဒါဒီ၄မှာလာမယ်ဒါဆိုရင်ဆရာမတို့ငယ်စဉ်ကြည်လိုက်စီပြီးသွားရင်ဒီတစ်ဆင့်မှာသွားပြီးတော့မှနိုင်ရှင်လို့ရသွားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာမတို့ခုနလိုပဲစာရေးမယ်ငယ်စဉ်ကြည်လိုက်စီတော့ ငင်းစင်ကြီးလိုက်ဆင်မယ်။အဆိုရင်အငယ်ဆုံးဒီ0 point bar 37နောက်တစ်ခုနမနဲ့မှာဆက်မရေးထားရဲဒီမှာ0 point 374နံပါတ်3မှာနံပါတ်3ဒီတသမဂိမ်းကိုမရေးဘူးနော်သူကအပိုင်းဂိမ်းပေးထားလို့အပိုင်းဂိမ်းပဲရေးမယ်၈ပိုင်း၃ပိုင်းနောက်တော့နံပါတ်4ဒီ0 point 3 bar 7ဖြစ်တယ် ဲ့လေးပဲကံငယ်က73ပိုင်းတစ်ပိုင်းပြီးတော့မှဒီဟာသတ္တမခင်းနေဟုတ်ပြီးတော့73ပိုင်းတစ်ပိုင်းကိုဆင်မရောကအရင်ဆုံးဒီမှာအပိုင်းကင်းဖြောင်းသူ့ကိုစဉ်းစားမယ်အဲ့တော့73ပိုင်းတစ်ပိုင်းဆိုတော့တစ်ကိုတီ73နဲ့စာနောက်တစ်ခုရေးကြည့်အောင်0.076နောက်တစ်ခုက0.07 0.0 bar 76ဟုတ်ပြီအဲ့တော့အရင်ဆုံးဆရာမတို့အကြမ်းထဲမှာစာကြည့်လိုက်မယ်အဲ့တော့တက်ကို73နဲ့စားမယ်အဲ့တော့ဒီမှာဆရာမတို့တသက်မှာ3ညနေဖြည့်ထားလိုက်မယ်အဲ့တော့73 3ညလေး3ညတက်ချင်းတသက်မှာပေါ်3ညဆွဲဆွဲပြီးထူတာနဲ့အလီဝင်ရပါတယ်နော်ဒီအစ်စ်မှာတချို့ကလေးတွေကအဲ့ တခါတည်းပဲနှလုံးဆွဲပြီးမှအလီဝင်လာလိမ့်ရှိတယ်အဲ့ဒါဆိုရင်မတက်တဲ့တခါဆွဲပြီးဆိုတာနဲ့အလီတခါတည်းဝင်မယ်73 30ဝင်လို့မရတော့3ည4 3ည30ကျမ်းမယ်နောက်တစ်စိမ်ကြမှာနောက်တစ်လုံးဆွဲမယ်100ဟုတ်ပြီနော်ဒါဆိုရင်ဆရာမတို့ကဒီက100ကိုအလီဝင်မယ်အဲ့တော့73ခုနလေးဝင်လို့ရမယ်73ခုနလေးက90ချစ်ဆိုတော့ဆရာမတို့ကျန်တာလေးနှုတ်လို့ကျန်တာက10ပြီးမှ9ကျန်မယ်ဟုတ်ပြီနော်3ညဆွဲ 90 90ဆိုလို့ရှိရင်ဆက်မတော့ကဘယ်နဲ့လီဝင်လို့ရမလဲ73ခုနှစ်လီက97ဆိုတော့9လီတော့ဝင်လို့မရတော့6လီပဲရမယ်73 6လီ98ဆိုတော့နှုတ်မယ်300လေးက8ကုန်လုံးတော့2ဒါက8 8ရေက9ကုန်လုံးတော့7ဆက်နှစ်ဆက်နှစ်ဆိုတော့ဆက်မတော့300တလုံးထက်ဆွဲ120 120ဆိုရင်ဆက်မတော့က73 9လီဝင်လို့ရမယ်139 139ဆိုတော့3ကျန်3ကျန်3ညာဆွဲ အဲ့တော့သူက30ဆိုတော့73နှစ်လေးပဲဝင်လို့ရမယ်26 73နှစ်လေး26 4ချက်390ဆိုတော့73 3လေးဝင်လို့ရမယ်73 3 39တစ်ချက်390အဲ့တော့73ကအဲဒီ30ဆိုရင်တော့ဝင်လို့မရတော့အဲ့ဒါကြောင့်မလို့73 3ညလေး3ည30 30ဆိုတော့3ညထက်ဆွဲ100ဒါဆိုရင်100ရရပြီဆိုရင်ဘယ်နှလီပဲဝင်လို့ရမလဲဆိုတော့ခုနလိုပဲအဲဒီ73 9497ပဲဝင်လို့ရမယ်739497ဆိုတော့ sample ဒီမှာ94ဝင်လိုက်ပြီ62ရသွားပြီဆိုရင်တော့ဒီ process အတိုင်းပဲထက်လာတော့မယ်ဆိုတော့သူကဘာရထက်မလဲဆိုတော့39.3963 39693 39693အကုန်လုံးပေါ့နော်ဆိုဘယ်လိုရေးမလဲဆိုတော့39693 39693 39693 39693ဆက်လာမှာမလို့ဆိုတော့ဒီလိုလေးဘာရေးလိုက် အကြောင်း0.076923ဆိုပြီးတော့လာမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆက်သွက်သွားလိုက်လို့ရှိရင်ဘာလာမလဲဆိုတော့9လီဝင်မင်း6လီဝင်မင်းပင်9လီဝင်မင်း2လီဝင်မင်း3လီဝင်မင်းဒီလိုပဲဆက်တာမြေဟုတ်ပြီနော်အားကြောင့်မို့ဒါလေးကိုဆံမရုပ်ဘက်မှာတွားပြီးတော့ရေးလိုက်မယ်ဆိုတော့ခုနဆံမရုပ်အဖြေရထားတာ0.076923ဟုတ်ပြီအဲ့တော့ဆံမရုပ်ချက်လိုက်မယ်0.0 seven six nine two three zero seven six nine two three dot আর কত হয়েছে মে জিরো পয়েন্ট জিরো সেভেন সিক্স জিরো 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 আর আমি আজি মেয়ে জেলে দশ ছা গেল আরে জিরো পয়েন্ট রাজ আর বার জিরো সেভেন সর জিরো সেভেন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  জিরো বেসালামে না နောက်ခုက0 point တော့ bar 076လို့076076076076လို့ပဲဆက်လား။ဟောဗေဒဆွန်သူ့ကိုဆံမတော့ငင်းစင်ကြီးလိုက်စီမယ်။ငင်းစင်ကြီးလိုက်စီတော့ဆိုပြီးတော့ရှင်းလိုက်မယ်။အဲ့တော့ဒီမှာကြည့်မယ်။ဆံမတော့နိုင်ရှင်မယ်။ပထမအောင်ဆုံးကတော့0 point နောက်က0ဆိုတော့ဒါအကုန်တူတယ်။7ဆိုတော့7ရေအကုန်တူတယ်။ဒီမှာ6မှာ 6မှာဒီမှာ0ဖြစ်နေတာဆိုတော့အငယ်ဆုံးဒီမှာဆရာလို့သိပြီသူကနံပါတ်1ပထမအောင်ဆုံးရှိရမယ်0.07နောက်ဗီတာစတို့ပြီးတော့နောက်တစ်ဆင့်မှာနိုင်ရှင်မယ်9 3ညနောက်တစ်ဆင့်မှာ9 3ညဆိုတော့ဒီက0.076ကအငယ်ဆုံးပြီးတော့မှ no sorry ဒီခွန်ကနိုင်ရှင်လေးပြီဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဆရာမတို့ကအဲ့တော့ဒါကိုဆရာမတို့ကနိုင်ရှင်ပြီဆိုတော့ခဏလေးဆရာမဖြစ်လိုက်တယ် ဲ့ဒါမှကြည့်ရတာအဆင်ပြေမှာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်နောက်တစ်ဆင့်မှာက6 6 6တူအတူနေတယ်ဟုတ်ပြီနော်တူအတူသွားပြီဒီအဆင့်မှာဆက်မလို့0အဆင့်မှာတူအနံပါတ်7ရခဲ့တာနောက်တစ်ဆင့်ကိုကြည့်လိုက်ဒါဆိုရင်900 900ဒီနှစ်ခုကတူနေတယ်00ကတူနေတယ်ဆိုလို့ရှိရင်ဆရာမတို့ကဆက်ပြီးတော့ကြည့်လိုက်တယ်ဒီနှစ်ခုကိုနိုင်ရှင်းဖို့ရန်အတွက်နိုင်ရှင်းဖို့ရန်အတွက်ကြည့်မယ်ဆိုတော့ဒီဟာက0ဒီဟာက7ဒါဆိုရင်ဒီနှစ်ခုထဲမှာဒီ2ကငှဲ့တယ်2ကချီတယ် ဒါကြောင့်မသူကနှစ်လာမယ်ဒါက3လာမယ်ဆရာမတို့ဟုတ်ပြီနော်အဲ့ခါကျတော့ဒီရာက3နောက်ဆုံးနောက်ဆုံးအကြီးဆုံးကတော့2လာမယ်ပေါ့ဟုတ်မလားဒီမှာကလေးကသူကသူများချက်ပုံပြီးတော့ကြီးနေတဲ့ဂိမ်းတစ်ခုဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဆရာမတို့ငရာကနေပြီးတော့ရေးလိုက်မယ်0 point 0 point bar 07 comma နောက်တစ်ခုက0 point ဒီမှာနော်0 point 076 comma နံပါတ်3ဒီ0 point 0 bar 07 76.73မိုင်းတစ်ပိုင်း1မိုင်းတချင်းလို့ဖြစ်ပြီးဆွေးမရေးလိုက်ရပါပဲ။အော်ဘီဒီတော့ဆမ်မရဒီနေ့သွားခဲ့တဲ့သင်္ကန်းစားကိုကလေးရောကောင်းကောင်းနားလည်သွားပြီးလို့ဆမ်မယူဆပါတယ်။လေ့ကျင့်ခန်း3.30မှ10ဒီနေ့ပြီးသွားပါပြီ။3.30 7ကိုနောက်သင်္ကန်းစားနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ Like comment နဲ့ subscribe လုပ်ပေးပါရှင်။ကျေးဇူးပြုပြီးတော့ VPN လေးနဲ့ကြည့်ပေးပါရှင်။ကျေးဇူးများကြည့်တင်ပါတယ်။